က်စီကချစ်တယ်ဆိုရဲအဖြစ်မျောရတယ်လို့ဆောင်းရသူကတမျောမျောနဲ့လဲပင်းရှင်နေပေမဲ့ဘယ်တော့ထွက်လာမှလဲမသိသေးတဲ့ Mobile Legend ရဲ့ skin survey များနံပါတ်၁ကတော့ Lunos ရဲ့ MPL skin survey ဖြစ်ပါတယ် MPL တို့ထုံးစံအတိုင်းထွက်လာရင်တော့ပန်းရောင်တွေအပြာရောင်တွေနဲ့လနေဦးမဲ့သဘောမှာရှိပါတယ်နံပါတ်၂ကတော့ Squid skin series ဖြစ်ပါတယ် Mia Guinevere Vesna Florent ၄កောင်ပါပါမယ်ຫນွေຫນွေဦးဆောင်းဆောင်းဦးလိုမျိုးຢາတူတူမျိုးစားအလိုက် ထွက်လာမဲ့ကောင်မလေးရဲ့အများစုအကြိုက်အလှလေးတွေဖြစ်ပေါ်များပါတယ်။နံပါတ်3လဲ skin series ပါပဲ။ Blamon Minister Sun August လေးကောင်ပါပါမယ်။ကိုယောင်ကိုဝါတဖိဖိနဲ့ဆိုတော့ Bossy ရဲ့အကြိုက် limited skin တွေဖြစ်လောက်ပါတယ်။နံပါတ်4ကတော့ Pakito ရဲ့ Epic Skin Service ဖြစ်ပါတယ်။ skin design 10မျိုးထိကိုအကုန်အမိုက်စားထွက်ထားပါတယ်။ဘလို့ပုံစံလေးလာစေချင်လဲဆိုတာလဲတစ်ချက်ပြောခဲ့ကြပါဦးနော်။နံပါတ်5ကတော့ skin series ဖြစ်ပါတယ်။ Clitrisla Berman အာဂတ်၄កောင်ပါပါတယ်ဒါလီကတော့တမျိုးတော့တမျိုးလေးပါပဲဘာအနေနဲ့ထွက်လာအောင်လဲမသိသေးပါဘူးနောက်ထပ် sun skin lolita skin atlas skin ဒီဇိုင်းအဆန်းတွေလည်းထွက်ထားပါတယ်ကဲအကုန်လုံးကတော့ဝဲချင်းစရာကောင်းအောင်ဆွဲဆောင်မှုရှိကြပါတယ်ဒါ့ပေမဲ့ skin service ဆိုတာက skin တစ်ခုမထုတ်ခင်မှာဒီဇိုင်းဆွဲလို့ပြီးထားတဲ့ skin အမျိုးအစားအများကြီးတွေအားမှာ ူကြိုက်များပြီးအဆင်ပြေနိုင်လောက်မဲ့ skin တစ်ခုကိုရွေးချယ်စစ်တမ်းကောက်ပြီးမှထုတ်ပေးတာဖြစ်ပါတယ်။ skin survey အဆင့်မှာရောက်နေတဲ့ skin တွေကထွက်မထွက်မသေးချာတယ်လို့ထွက်ပြစ်ခဲ့ရင်တော့အနည်းဆုံး3-4လကြာမှပဲထွက်တတ်ပါတယ်။ဒါကြောင့်ကိုကြိုက်တဲ့ skin ပါရင် limited အနေနဲ့ထွက်မလားမသိနိုင်သေးလို့အခုတည်းကပတ်စံကြိုဆူထားပြီးဒါမှမဟုတ်လဲကြိုဆူထားကြတော့နော်။ကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ် gain နဲ့ပတ်သက်တာတွေတရားဖို့အတွက်လည်းကျွန်တော်ရဲ့ Nevermore Gaming Channel ကို follow ခဲ့အောင်နော်။